ီအစိတ်တဲဝိုင်ဇလန်လွဲလေးရဲ့မှာတော့မေလာအလိုခက်မမိုက်ကောင်မလေးတယောက်အနေနဲ့ပေါ့နော်အဲ့လို DJ တီးရဲ့ကောင်မလေးတယောက်အနေနဲ့တွေ့ရမှာပါဟုတ်အပြင်ကနေတော့အရင်ကော်ချမှုရှိပါတယ်အိမ်ညရှာရတာစတော်တော်ခက်ခဲပါတယ်စီးနေရလဲအများကြီးဆိုတော့လေတော်တော်ရှာလိုက်ရပါတယ်စဉ်းစားလဲမလို့မှအကြောင်းတော့ဟုတ် ဟုတ်ကဲ့အော်အဓိကကတော့အလိုကိုကအရန်ဟို character ကလည်းနည်းနည်းကြီးကန်ကန်ပုံစံမျိုးလေး DJ လည်းတီးတယ်နောက်ပြီးဘသူနဲ့မှလည်းကိုကတိတ်မတဲတဲ့ကြီးကန်ကန်လေးဆိုတော့ကြီးကန်ကန်ပုံစံလေးဖြစ်အောင်တော့ဖန်ပြီးတော့ဝေရမှာဆိုတော့လေအဲတက်တူးလေးတွေအစားလေးပြင်ဆင်ထားပါတယ်ဟုတ်ကဲ့ဒါဆိုတာတကယ်ဒီနေမှာရေး lifestyle နဲ့ပုံစံလေးပြောင်းအောင်ပေါ့အဲအဲ့ပေါ့နည်းနည်းလေးရောကွဲပြားမှုတော့ရှိမယ်ပေါ့ဟုတ်ကဲ့ အပြင်မှာဘယ်လိုပြောပြရမလဲဆိုအပြင်မှာဒီဂျေဆက်ကဝယ်ထားတာတနည်းနည်းလောက်ရှိပြီတခါမှမတီးပြဖက်နဲ့အိတ်ထဲမှာပဲရှိနေတာပေါ့နော်အခုဒီကားလေးရိုက်တော့ထုတ်ဖြစ်သွားပါတယ်ဟုတ်ကဲ့အဲ့လိုရှိရပါဟုတ် ဟုတ် DJ ပိုင်းอ่ะจ้ะတော့เมล่าရဲ့ဟိုอ่ะမောင်လေးอ่ะตัว DJ วาทนาပါလေ तू အတွက်က तू ကတော့အဲ့လို DJ လေးပါလေအဲ့လိုတီးရလို့ပါမျိုးရှိရเมล่าကတော့တိတ်วาทนาတိတ်မပါဖြစ်ဒီဘက်ကတော့တချင်းဆိုတာကြီးများတာတချင်းဆိုတာဒီဘက်အခုနောက်ပိုင်းอ่ะရုပ်ရှင်လေးဒီလိုလေးရိုက်ဖြစ်လာရဲဆိုတော့ဟို DJ အဲ့လိုတီးရမျိုးတော့မလုပ်ဖြစ်ဘူးဟုတ်ဒါပေမဲ့ तू ကရှိနေတော့သူ့ကိုတော့နည်းနည်းအခုကြီးတောင်းရတာပေါ့အဓိကရိုက်မယ်နည်းနည်းတင်ပေးပေါ့အဲ့လိုဟုတ်ဒီကရိုက်တာကိုအခုသူဒီမြင်နေတယ်ဘယ်လိုလဲစတဲ့ ဟိုဟာပေါ့ဘယ်လိုမျိုးစတင်နေပြီလဲဆိုတော့မနက်ဖြန်လောက်ကြာရင်တက်တူစကတ်ကမယ်နော်ပြီးလို့ချင်းစပင်စကောက်ပါမယ်အဲ့လိုလေးပါပဲအရင်တော့လည်းမဟုတ်ပါဘူးဟုတ်ကဲ့စားရရောစားပြီးသွားရင်ဟိုစားရရှာပြီးသွားရင်လိုတော့လိုသေးတယ်ဟုတ်ကဲ့ပါဒါမျိုးတော့ဆိုရှင်ရှိရတယ်အစပိုင်းမှာပို့ပြီးတော့တဘောကြတယ်ဆိုရှင်ဟုတ်ကဲ့မှာတော်လေးကတော့တယောက်ဆောင်လေးကိုချီချူးကြရဟာလာကျေးဇူးတင်ပါတယ် ်ဟုတ်ကဲ့2025မှာတော့မေလာဟိုပေါ့နော်အစိုးပိုင်းလည်းပါမယ်နောက်တရုတ်ဆောင်ပိုင်းလေးလည်းပြည်သက်လေးတွေနည်းနည်းလေးချပြခြင်းလည်းပေါ့နော်အဲ့တော့ထွက်လိုင်းလည်းအားပေးပါလို့မေလာရိုက်ထားတဲ့ဇာတ်ကားလေးလည်းအခုကြားထဲမှာဆို၄ကားကားလောက်တော့ရှိပါတယ်ဒါပေမဲ့အဲ့ဒါလေးတွေကမထွက်သေးဘူးပေါ့နော် application အနေနဲ့အဲ့လိုမျိုးပဲလာမလားဒါမှမဟုတ်တခုအသီးတက်အနေနဲ့လာမလားဆိုပြီးတော့လည်းမသိသေးဘူးပေါ့နော်အဲ့တော့ထွက်လို့ရှင်တော့အားလုံးအားပေးကြပါလို့ပြောချင်ပါတယ်ဇလန်ရန်အနေနဲ့ဆိုရင်တော့ဒါကတော့အဲဒါမေလာရဲ့ဒုတိယမြောက်လို့ပြောရမှာပေါ့ဟုတ်ကဲ့